ဒီမင်းသမီးကြီးရဲ့တပည့်အစွန်အဖျားမြေးကလေးနဲ့ကျွန်တော်နဲ့ကတငယ်ချင်းတိုင်းပြည်သားမှလူမျိုးသားတိုင်းပြည်ခြားရင်လူမျိုးခြားဟုတ်တယ်မလားအဲ့တော့ဒီနေရာလေးမှာအမေကြားတို့ကအမေကြားတို့ရဲ့အမှုပညာတွေနဲ့မြေတဲကလူများကိုကယ်ဆယ်ရေးလုပ်တာမြေတဲကလူတွေကိုအမေကြားတို့အမှုပညာတွေနဲ့ကယ်ဆယ်ရေးလုပ်တာဒီနေရာမှာအဓိကလိုတာက သူတော်ကောင်းကယ်ဆယ်ရေးပြိတ္တကြီးတွေအလူရှင်တွေလိုအပ်ပါတယ်အဲ့ဒီကယ်ဆယ်ရေးအလူရှင်ကြီးတွေရဲ့နှလုံးသားကလာတဲ့မေတ္တာတရားတွေနဲ့မှအဲ့ဒီမြေထဲကလူတွေကိုကယ်ယူနိုင်မှာဖြစ်ပါတယ်။မေရိုပရိသတ်တွေအခုလိုဖြစ်နေတဲ့အချိန်မှာမေရိုကမခံစားနိုင်ဘူး။ ဲ့တော့ဒီဘက်ကပြိတ်သက်တွေစီရအမေတို့ကမေတ္တာယူပြီးတော့ကိုဘက်ကတကယ်ဒုက္ခရောက်နေတဲ့အမေတို့ရဲ့ကျေးဇူးရှင်ပြိတ်သက်တွေကိုကျေးဇူးပြန်ဆက်တဲ့သဘောပါပဲဟုတ်ကဲ့ပါဒီနေ့ပွဲကတော့ကျွန်မကမြန်မာနိုင်ငံသတင်းစီးရုံးရဲ့ remote committee ဝင်တစ်ယောက်ဖြစ်ပါတယ်အကန်ဒီယာဆရာမအကန်ဒီယာဆရာမပါကျွန်မတို့ရဲ့ဒီသတင်းဥက္ကဋ္ဌယူစီရဲ့တာဝန်ပေးချက်များဒီ ခန့်ကာလနာလေးတွေမှာဖြည်းဖြည်းလေးမှာကိုယ့်ရဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့အဲကဘာသောင်းမှလည်းပေါင်ရအားဖြည့်ပါမယ်။မြို့သားကြီးတဲ့တပင်ပေါ့နော်။ကျမတို့ရဲ့ပလာမတင်စီးနီမှာလည်းပေါင်ရအားဖြည့်ပြီးတော့ကျမတို့ကဘလို့ကိုဖြစ်သွားခဲ့တဲ့ဟိုမန္တလေးသူလည်းဖြစ်နေလေ။အကယ်ကိုကိုနိုင်ကကိုနေတဲ့ကိုယ့်ရဲ့မြို့တော်ကြီးမှာဖြစ်သွားရဲ့နေသားတစ်ခုမှာမခံစားနိုင်ဘူး။အဲ့ဒီတော့ကိုယ့်ရဲ့လုံအားတွေနဲ့ခုနမမပြောခဲ့သလိုပဲ အဲကျွန်တော်တို့ဆိုလေကျွန်တော်တို့အရင်အမှုပညာအကတွေကိုသင်ကြားတဲ့ကျောင်းတွေရှိတယ်အဲတတိတွေရှိတယ်ဒါတွေကလည်းပြည်သူပြည်သားတွေပဲအဲ့လိုမျိုးပဲအခုကျွန်တော်တို့ရဲ့လုပ်တဲ့အမှုပညာတွေကိုလာအားပေးကြမယ်သူတွေရဲ့ခွန်အားကနေပြီးတော့ကျွန်တော်တို့တကယ်ဒုက္ခရောက်နေတဲ့လူတွေကိုပြန်ပြီးတော့လိုအပ်တဲ့နေရာကလေးမှာအားဖြည့်သွားအောင်ကူညီတဲ့နေရာမှာတရောင်းတနေရာနေပါဝင်ခြင်းပဲဖြစ်ပါလိမ့်ရှင်ဒီကလေးတွေကပိုလေးစားဖို့ကောင်းတယ်အပြစ်လို့လဲဆိုရင်သူတို့ကိုယ်တိုင်မြင်ကလေးရင်ထိထားလေ နောက်မင်းတို့ဒီထဲမှာချစ်စုဆိုတဲ့ကလေးမလေးတယောက်ပါတယ်အဲ့ဒါအဲ့ကလေးမလေးကတိုက်ပြိုသွားတာမှအမုံလေးတွေတောင်ပြန်မရဘူးအဲ့တော့ပေါ့နော်ဒီမြင်းကလေးရင်ဘေးဒဏ်တင့်သွားတဲ့ဂျားတွေကနေပြီးတော့မင်းတို့မြန်မာနိုင်ငံသဘေးအစည်းအုံးကနေပြီးတော့ဒါရန်ပုံငွေကြီးကိုကတ်မယ်ဆိုတဲ့အခါကျတော့အဲ့ဒီ ်ပြိုကျနေတဲ့တိုက်ကြီးကိုဒီအတိုင်းထားခဲ့ပြီးတော့အခုဒီထဲမှာလာကပေးတာကိုဝင်းတော်မျိုးပေါ့နော်မန္တလေးသဘင်အမှုပညာရှင်တွေတကယ်လေးစားဖို့ကောင်းတယ်မေတို့အနေနဲ့ကြတော့ကျင်းတတ်တယ်ပေါ့လေးစားတယ်လေဘာပဲဖြစ်ဖြစ်မန္တလေးကဖြစ်နေတဲ့ရန်ကုန်သူရန်ကုန်သားတွေရန်ကုန်မှာရှိတဲ့အဲသူတော်ကောင်းတွေမနေနိုင်ဘူးပေါ့အဲဒါပေမဲ့လည်းအဲ့ဒီကမှမန္တလေးမှာဖြစ်နေတဲ့ဂျားတွေကနေပြီးတော့မန္တလေးကအမှုပညာရှင်တွေကအော်သူတို့က တို့မြင်းကလေးင်ဘေးဒဏ်တင်ပြီးသားစုတွေအတွက်တို့ကစူးစမ်းမှာပဲအဲ့တော့ငါတို့တက်ဆွမ်းတဲ့ရငါတို့ရဲ့အမှုပညာနဲ့ငါတို့တွားရောက်ပြီးတော့ကုသိုလ်ယူမယ်ဆိုတဲ့စိတ်နဲ့ရောက်လာကြတယ်မန္တလေးအမှုပညာရှင်တွေအများကြီးရှိတယ်အဲ့တော့မေချာကကြတော့တမီးတို့တည်တဲ့အတိုင်းပဲလေမေချာအလူခံလိုက်တာအားလုံး350ရရတယ်မေကြတော့ကိုတမင်းကိုစားကိုရီကိုတောက်ဆိုတော့ဒီ450တည်းကတပြားမှမပိုးမပဲ့ဘူးပေါ့နော်အဲ့တော့အမေကြအင်ဂျူနှစ်ပွဲ အလူနှစ်ပွဲပေါ့အဲ့ပစံလေးတွေတော့မိကြဒီအဖွဲကလေးတွေအတွက်ကုန်တာပေါ့ဒါပေမဲ့အလူရှင်တွေလူတဲ့ငွေမှန်သမျှကိုကွင်းရတရားပို့တော့မိကြတော့အဲ့ထက်ကနေစလိတ်တလိတ်ပို့တော့မပုံးမပဲ့ပဲနဲ့ပေါ့ဘလို့ခေါမလဲမိကြတော့ဟိုစစ်စစ်ဆက်ဆက်ကလေးနဲ့ပေါ့မှန်တော့ပြောမယ်ဆိုရင် အလူရှင်တွေကိုသူတော်ကောင်းတွေကိုလေးစားတာမိတို့ကလေအဲ့တော့အဲ့ပစံလေးတွေကိုမိကြတော့ယူသွားပြီးတော့ပို့ကြတော့အဲမိကြတော့ပြောပွဲဆိုရင်တအိမ်နောင်ကို၅သိန်းပေါ့ ကြောက်စေဆိုလို့ရှိရင်တအိမ်တော်ကိုနှစ်သိန်းပေါ့နော်နှစ်သိန်းအဲအိမ်တော်စုများရင်များတယ်လို့ပေါ့အိမ်တော်စုနည်းရင်နည်းတယ်လို့ပေါ့နောက်ဟိုမူဂျိုချောင်းကြီးပြိုကြတယ်ခြေထောက်တွေဖျက်ရတဲ့ကလေးတွေရှိတယ်ပေါ့နောက်ပြီးတော့ခြေပြတ်ဟိုခြေကျိုးလက်ကျိုးခေါင်းခွဲအဲ့လိုကလေးတွေရှိတယ်အဲ့ဒါလေးတွေကိုမိကြတော့ကဟိုပါပေါ့သုံးသိန်းနှုန်းပေါ့နှစ်သိန်းနှုန်းပေါ့အဲ့အဲ့လိုမျိုးလေးတွေလှူပေးခဲ့တယ်နောက်ပြီးတော့အဲမန္တလေးကြတော့အကုန်လုံးငုံမိကြတော့က3သိန်းနှုန်းနဲ့ လှူပေးတယ်နောက်တစ်ခါမိကျတော့ဆရာတော်ကြီးတွေเจ้าနေပြိုကျသွားတယ်လေပြိုကျသွားတဲ့เจ้าနေကိုတเจ้าကိုသိန်း30ပေါ့ဟိုအေယာဝတီစာတင်တိုက်ဆိုတာကြောက်ဆယ်မှာရှိတယ်အဲကြောက်ဆယ်ကကြတော့သူကဝင်းကြီးတဝင်းထဲမှာကိုเจ้าမောင်းအောင်မနေမနှောပေါ့30ကျော်လောက်အဲ့ဒါကြီးပြိုကျသွားတာဆိုတော့ဟိုเจ้าတเจ้าကိုတော့သိန်း30လူတာပေါ့ဒါပေမဲ့အဲ့ဒီเจ้าမှာရေကြောမြေကြောတွေလားဟာသမီးလွဲကုန်တာလေအဲ့အတွက်အမေကြတော့တုံကင်မှာ ထပ်ပြီးတော့လှူခဲ့တာပေါ့52သိန်းပေါ့အဲအဲ့လိုမျိုးလေးတွေပေါ့နောက်စကိုင်းပေါ့စကိုင်းကြတော့အမ်နေကြတော့ဝင်လို့မရဘူးဝင်လို့မရတဲ့ခါကျသင်ငယ်ချင်းဆရာလေးကိုအကူညီတောင်းပြီးတော့ဆရာလေးကျောင်းဆရာတော်ကျောင်းအားလုံးပေါင်း58ကျောင်းမျိုးလှူတယ်နောက်ပြီးတော့ရမဲသိန်းရမဲသိန်းကြတော့လေဒီလိုပဲចောင်းကြီးပဲဘုံကြီးចောင်းကြီးပဲ၃ចောင်းလူရတာရမဲသိန်းတစ်မြို့တည်းကိုနောက်ပြီးတော့အဲ့ဒီတိုက်တွေပြိုကျသွားတဲ့မိသားစုတွေပေါ့ မိသားစုဓာရီကိုလောက်တာကပြောမယ်ဆိုရင်အမှုပညာရှင်တွေဖြစ်တဲ့အတွက်နှလုံးသားတွေနဲ့လှုပ်ပေးတာဖြစ်ပါတယ်ကျေးဇူးဆက်တာပေါ့သမီးရေကျေးဇူးတင်နေရဆိုတာထက်ကိုဂုံယူတာဘာလို့ဂုံယူလဲဆိုတာမကလည်းဒီခါလေးဆိုရမ်းလာတယ်ကျမ်းမာကြီးကောင်းနေတူမဟုတ်ဘူးငါပြတော့ပြင်လင်ပြောရင်ဟိုတကယ်ကိုအေးအေးကျူးတဲ့မင်းသမီးအငြိမင်းသမီးဆိုတာမြန်မာနိုင်ငံမှာကလက်ချိုးရီလို့ရတဲ့အတိုင်းတာလေးမှာပါတယ်ဒါပေမဲ့ကိုကျမ်းမာကြီးကိုအနောက်ထားတယ် တကယ်ဖြစ်နေကြတဲ့ကျွန်တော်ဆိုရင်ဒါမြေပြင်မှာတကယ်ဖြစ်ပြီးတော့တကယ်မြင်နေရတာပေါ့နော်ကိုရီအပေါ်မှာလာပြီးတော့ကိုစီကိုစားတယ်ရအောင်ရှာတယ်အလူရှင်တွေရရှိလေပြောလိုက်တဲ့စကားလုံးကိုလေးတန်းလေးအမရှင်ရနေပြီးတော့တင်ယူရတဲ့စကားလုံးလေးရှိတယ်အလူရှင်အပေါင်းတို့ရောကောင်းဆိုတဲ့စကားလေးပေါ့နော်လူပေးတာတင်မလို့လူပေးရစိတ်သက်ရှိတဲ့သူတော်ကောင်းစိတ်သက်ရှိတဲ့သူလေးကိုပေါ်လွန်အောင်ပြောတဲ့အမရဲ့နှလုံးသားကိုအရန်လေးစားတယ်ကျွန်တော်တို့အတူယူရတယ် တကယ်လေးချစ်စရာကောင်းနေအမတကယ်လေးလုံနေနေခုနပြောလို့တိမ်မောင်း400ရနိုင်ဘူးဆိုတာတော်ရုံတန်ရုံစွာအာနေမရနိုင်တယ်လို့နောက်ပြီးတော့အမအပေါ်မှာကြားလေးစိမ်းဆိုပြီးတော့ကြားလေးဆိုရင်ယုံကြည်လို့လူတာလीဒီခေတ်ဒီခေတ်ဟာဒီအချိန်တွေမှာယုံကြည်ပြီးလူဖို့ဆိုတာလေခဲရင်ပါလေဒီအမျိုးသမီးဟာတကယ်လုံလုံနေတာလားတကယ်ပြည်သူတွေရှိရင်ရောက်တာလားတကယ်ကြက်ကြက်ရှိတဲ့လူရောက်တာလားဆိုတာဟာ လှူတဲ့လူရှင်တွေပိုတိတယ်အဲ့ဒီအတွက်ကိုဒီပမာဏ30မပြောနဲ့၄သိန်းရဖို့လည်းခက်ခဲတယ်သိန်း၄၀ရောက်လေဖတ်ခဲ့တယ်သိန်း၄၀ဆိုရင်ပမာဏကိုစွမ်းဆောင်ရတယ်ကျွန်တော်တို့ကအများကြီးကျေကျေတင်တယ်အခုကြည့်နေတဲ့အချိန်မှာကျွန်တော်ဆိုရင်ကျွန်မကဒီအဲ့ဒီအချိန်ကာလမှာလက်ကအရန်ကိုဟိုငဘူလေးကလည်းဒီအကြောတွေကမကောင်းဘူးပေါ့နော်အမရဲ့ pride ကရန်ကုန်မှာကျွန်မကလာလို့စုံတိုင်းကျွန်မရေတယ်လဲဆင်းတယ်မြေပေါ်လဲသွားတယ်ဘယ်နေရာဖြစ်ဖြစ်အမနဲ့လိုက်ပြီးတော့ပါနမီဖြစ်တယ်အမကအမြင်တော့ဝက်ကန့်လုပ်တယ်ညီမလေးရေညီမလေးကအကန့်လေးပြဆရာမှာမှန်တယ်ဒါပေမဲ့မမတို့မှာညီမလေးလိုမျိုးဘာသူပြ ောတဲ့စကားကိုကျွန်မပီတိဖြစ်တယ်ပုံယူတယ်အမကိုငါလေးတို့ပညာတတ်တဲ့အနေနဲ့ဒါဒီအမှုပညာမျိုးဆက်တွေကိုတင်ကြားပေးတဲ့ဆရာမင်းလေးနဲ့လားတဲ့နေညီမလေးအများကြီးဝဲကန့်လုပ်တယ်အဲ့စကက်လုံးကိုအမကမှအရန်ချစ်တယ်ကြည်နူးတယ်အဲ့တော့ဒီလိုလုပ်နိုင်တဲ့အနေအထားမှာကျွန်မလက်တံရကြောင့်မလို့နောက်လျှောက်ပေါ်တော့လက်နာနေတဲ့ဈာရဲရကိုကျွန်မကျွန်မတို့ရဲ့တင်စီအောင်အောင်နဲ့အတူနောက်လျှောက်ဘလောက်ထိတောင်ကျွန်မတို့ဖြစ်တဲ့နေ့နောက်တည့်ရမှာဦးခင်ဗျားတို့ကကျွန်တော်တို့ဒီဘလုံးမကိုခက်ခဲတဲ့ဈာကနေကိုမသွားရတဲ့မင်းကို မင်းကတီဗီကကြောင်းနေအထိကိုကျွန်တော်ကရောက်အောင်တွားလှူတယ်ဒါအရာပေါ့ဘာမဲ့ဖြစ်ဖြစ်မင်းတို့ရဲ့အမှုပညာလောကမှာအမှုပညာဟိုပါစစ်စစ်မြင့်မြင့်တက်ထားတဲ့သူတယောက်ပျောက်ကွယ်သွားမှာကိုမင်းတို့အရန်နှမျောတယ်ဒီနေရာလေးမှာညီမလေးကပျောက်ကွယ်တယ်လို့ဖြစ်ပျောက်ကွယ်တယ်လို့ဖြစ်တယ်ဆိုတာသူကိုယ်တိုင်ကဟိုလိုင်းပေါ်မှာတော့သူကလေးတွေကိုတင်နေတာပဲတင်ကြားနေတာပဲဒါပေမဲ့သူ့ရဲ့အမှုပညာကိုသူကိုယ်တိုင်ဖန်တီးဖို့ကြတော့သူကျမ်းမာရေးလဲပါတာပေါ့ကလေးက ူကလေအကျော်အယိုးလေးတွေမကောင်းတော့အဲ့လိုနားနေတယ်လို့ဖြစ်တာပေါ့ဓိကကတော့တမီးရဲ့တိုင်းပြည်သားမှလူမျိုးသားတိုင်းပြည်ခြားရင်လူမျိုးခြားဟုတ်တယ်မလားအဲ့တော့ဒီနေရာလေးမှာအမေကြားတို့ကအမေကြားတို့ရဲ့အမှုပညာတွေနဲ့မြေထဲကလူများကိုကယ်ဆယ်ရေးလုပ်တာမြေထဲကလူတွေကိုအမေကြားတို့အမှုပညာတွေနဲ့ကယ်ဆယ်ရေးလုပ်တာဒီနေရာမှာအဓိကလိုတာက သူတော်ကောင်းကယ်ဆယ်ရေးပရိသတ်ကြီးတွေအလှရှင်တွေလိုအပ်ပါတယ်အဲ့ဒီသူတော်ကောင်းတွေအဲ့ဒီကယ်ဆယ်ရေးအလှရှင်ကြီးတွေရဲ့နှလုံးသားကလာတဲ့မေတ္တာတရားတွေနဲ့မှအဲ့ဒီမြေထဲကလူတွေကိုကယ်ယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်သူတော်ကောင်းများကယ်ဆယ်ရေးမိသားစုကြီးများဝိုင်းဝန်းပေးကြပါအိုးလို့မြေထဲကလူများကိုကယ်ယူပေးကြပါအိုးလို့ကြကြတောင်းဆိုပါတယ်ရှင်